Hello အားလုံးပဲမင်္ဂလာပါ Glory United YouTube Channel နဲ့ Facebook Page မှာချုပ်ဆိုပါရယ်ကျွန်တော်တို့ဒီမင်းညာဟူအသင်းနဲ့ပွဲတင်ပြီးပါဆိုရင် Ruin Amorin ပြောသွားတဲ့အကြောင်းအရာတွေရှိတယ်ဆိုတော့ဒီမှာတော့သူပြောသွားတဲ့အကြောင်းအရာတွေကတော်တော်ကြီးတော့များတယ်ဒါပေမဲ့အဲ့ဒီထဲမှာမှကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးတွေကိုပဲထုတ်ပြီးတော့ကျွန်တော်ညီကိုရင်းနဲ့အတူတူဆွေးနွေးသုံးသပ်သွားခြင်းနဲ့ဆိုတော့ဒီပထမဆုံးအနေနဲ့ဒီမှာ Ruin Amorin ပြောသွားတာမင်းညာပွဲကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီ review လုပ်ရအရန်လေးလွယ်တယ်လို့ဗျအရန်လေးမြင်သာမယ်လို့ထင်တယ်ဟိုအဓိကကတော့တစ်ဖက်သင်းက အချက် creation တွေအများကြီးမရဘူးသူတို့ရတဲ့အခွင့်အရေးတစ်ချိန်ကနေပြီးတော့ပဲ goal ဖြစ်ပြောင်းလဲတယ်ပြီးတော့နိုင်ပွဲရရင်သွားနိုင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့အသင်းကဆိုတော့ chat creation တွေအများကြီးရရှိခဲ့ပေမဲ့ဒီ goal တွေတော့မသွင်းယူနိုင်ခဲ့ဘူးဒါကအရင်ကိုစိတ်ပြက်စရာကောင်းနေဆိုပြီးတော့သူကတော့ပြောတော်တယ်နောက်တစ်ခုကတော့ဒီအသင်းရဲ့ rotation နဲ့ပတ်သက်ပြီးတော့အဲ့ဒါကလည်းသူ့ရဲ့ဒီ idea တစ်ခုပဲဖြစ်တယ်ပေါ့အဓိက rotation လုပ်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ Manchester United အသင်းမှာဒီပွဲဖက်နေတဲ့ကစားသမားတွေကိုအနာပေးခြင်းသာကြောင့်ရောပြီးတော့ဒီ channel ကစားသမားတွေကိုလည်းပွဲထွက်ခွင့်အချိန်ဒီမျက်မျက်တတပြေးဖို့ရလိုအပ်တဲ့ထင်တဲ့အတွက်ကြောင့် သူကဒီ rotation လုပ်ခဲ့တာပေါ့ဒါပေမဲ့ဒီသူ့ရဲ့ focus ကတော့ဒီ rotation ပေါ်မှာတော့မဟုတ်ဘူးကျွန်တော် Manchester United တင်နိုင်ပွဲရယူနိုင်မှုအပေါ်မှာပဲသူ focus လုပ်ခဲ့တယ်ဆိုတော့ဒီ player တွေကို rotation လုပ်ခဲ့တာအဓိကဦးစားပေးရတော့ဒီ Yuba Lee ကြောင့်ဆိုတာလည်းသူပြောသွားတယ်ဒါပေမဲ့ကျွန်တော် Manchester United တင်က Premier League မှာဆိုရင်လည်းဒီအမှတ်တွေရရနိုင်တယ်လို့ကြောင်းယူပြီးတော့အခုတည်းပိုကောင်းတဲ့ season တစ်ခုကိုဆုံးသက်နိုင်ဖို့ရလိုတယ်ဆိုပြီးတော့သူပြောသွားတယ်ဆိုတော့ဒါကတော့မှန်ပါတယ်အမှန်တိုင်းပြောရင်ပြကျွန်တော်တအူးတဲ့အမြင်အရဆိုရင်ညီကိုလေးတော့ဘယ်လိုလဲမသိဘူးကျွန်တော်ကတော့ဒီ ပရီးမီးယားလိဂ်ဝယ်တင်တွေပေါ်မှာကြည့်ရအရင်ကြီးဖြစ်နေမှဖြစ်တော့ဗျာ ဟုတ်ကျွန်တော်အထင်ကပြတကယ်လို့နိုင်ဘောတွေရရှိခဲ့မယ်ဆိုရင်တော့မှတခြားအရန်ကြီးညွန်နေကြတာမရှိဘူး။ဒါပေမဲ့ defend ကပြန်ကြည့်မယ်ဆိုရင်ကျွန်တော်အသိရမကြီး Manchester United အသင်းဖြစ်နေတဲ့အတွက်ဒီ point တွေယူပြီးတော့ပူကောင်းတဲ့အဆင့်တစ်ခုနဲ့ဒီရာသီကိုအဆုံးသတ်နိုင်ဖို့ရအရေးကြီးတယ်။ဆိုတော့ကျွန်တော် Manchester United အသင်းရဲ့တိုက်စစ်အနေနဲ့ goal တွေသွင်းယူနိုင်ဖို့ရလိုအပ်တယ်။နိုင်ဘောတွေရယူနိုင်ဖို့ရလိုအပ်တယ်။ကျွန်တော် Manchester United အသင်းဒီ improve ဖြစ်ဖို့လိုအပ်နေတဲ့အရန်နေရာလည်းတိုက်စစ်နေရာပဲဖြစ်တယ်။ဆိုတော့တိုက်စစ်ပြဿနာကျွန်တော်တို့အတွက်ဒီအကြီးမားဆုံးပြဿနာတစ်ခုပဲဆိုပြီးတော့လူပြအောင်မုံကပြောသွားတယ်။ ဆိုတော့ဒီကျွန်တော်အမြင်အရဆိုရင်ကအသင်းအနေနဲ့လက်ရှိတိုက်စစ်ပြဿနာကိုဒီကစားသမားတွေနဲ့ပဲဖြေရှင်းဖို့ရတော့ခက်လိမ့်မယ်ဆိုတော့ဒီယာလီကုံထီတော့ဒီလူဖက်သီးခံပြီးတော့လိမ့်ဖက်လိမ့်ဖက်နဲ့သွားပြီးတော့ကျွန်တော်တို့ကြည့်သွားရအောင်မယ်ပဲကျွန်တော်မြင်တယ်ဒါမဲနဲ့ယာလီမာမပဲဒီနည်းနည်းတိုက်စစ်အပြောင်းလဲလောက်တာပဲဖြစ်ဖြစ်တခြားလူခေါ်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးလုတ်ပြီးမှပဲကျွန်တော်တို့အသင်းရဲ့ဒီတိုက်စစ်ပြဿနာကိုဖြေရှင်းနိုင်နိုင်မယ်လို့ပဲကျွန်တော်ကတော့မြင်တယ် ဒီမှာနောက်တစ်ခုသူပြောတော်တာကဒီ United ကစားသမားတွေအရင်နဲ့ဒီ United အသင်းမှာစပြီးတော့ကစားပြီးဆိုတဲ့ကဒီ responsibility ရှိဖို့ရလိုအပ်တယ်။ဟိုအသင်းကစောတယ်ကဒီ image ကြီးပြီးတာအသင်းဖြစ်တတ်တယ်ဗျာ။ဒီအသင်းမှာကစားဖို့နောက်ထပ်ဒီမှာဘာနောက်ထပ်ဒီဘာ motivation တွေမှာမလိုအပ်ဘူး။ဆိုတော့ကစားသမားတွေအနေနဲ့နိုင်ဝဲရယူနိုင်ဖို့ဂိုးတွေတွင်းနိုင်ဖို့ပို့ပြီးတော့ကြိုးစားဖို့ရလိုတယ်။ဒီမင်းညအပွဲကိုကြည့်မယ်ဆိုရင်လည်းကျွန်တော် Manchester United အသင်းက championship နဲ့အများကြီးလုံနိုင်ခဲ့တယ်။ပြီးတော့ဒီ ။ on the pin မှာလည်းပိုကောင်းတဲ့ performance တစ်ခုကိုပြခဲ့တယ်။ဆိုတော့ဒါတွေကိုတကယ်တမ်းမြင်ဆောင်ကြည့်မယ်ဆိုရင်တော့ positive ဆောင်းလာတဲ့အရာတွေပဲပေါ့နော်။ဒါပေမဲ့ဒီအသင်းရရလက်တွေကမကောင်းတဲ့အချိန်၊လက်ရှိအသင်းရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်ကျတော့ဒီအရာတွေကို positive ဆောင်းလာတဲ့အရာတွေလို့ဒီမြင်ပေးဖို့ရခက်တယ်ဆိုပြီးတော့သူကပြောတော့တယ်။ဆိုတော့ဒါတော့မှန်ပါဗျာ။ကျွန်တော်ပါဝင်တော်တော်များများကဒီ result ပေါ်မှာပဲအာရုံစိုက်ကြတယ်။အထူးသဖြင့်ကျွန်တော်တို့လို United အသင်းဆိုရင်ဗျာဒီလူတိုင်းကဒီ result ကိုပဲအဓိကအာရုံစိုက်ကြတယ်။ဆိုတော့ဒီ ပေါ်ဆက်တဲ့ဆောင်းလာတဲ့အရာတွေကိုကျွန်တော်ကိုယ်တိုင်လည်းမြင်တော့မြင်တယ်ဒါပေမဲ့တစ်ခါလေကျတော့လေဒီလက်ခံဖို့ရာခက်တယ်ဒီ result ကအရင်ကြီးစိုးနေတာဆိုတော့ဆိုတော့ဒီနည်းပြအနေနဲ့ဒီ positive ဆောင်းလာတဲ့အရာတွေကိုယူပြီးတော့ဘယ်အရာတွေတိုးတက်ဖို့လိုနေတယ်ဆိုတာကိုသိရတော့ကောင်းပါလေဆိုတော့အဲ့လိုသိမှပဲဒါမဲ့နေ့မှလည်းပို့ပြီးတော့ကောင်းမွန်တဲ့ဒီ preparation တစ်ခုကိုလုပ်လုပ်နိုင်တယ်လို့ပဲကျွန်တော်ကတော့မြင်တယ် ီးတော့ဒီမင်းညားဘွဲမှာဆိုရင်လည်းဘွဲထက်ကစားခွင့်ပေးခဲ့တဲ့ Harry Arman နဲ့ဒီ Ferguson တို့ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီးတော့ချီးကျူးတော်ရတယ်။ဒီကစားသမားမြေအောင်အနေနဲ့ပိုကောင်းမွန်တဲ့ performance တစ်ခုကိုပြသနိုင်ခဲ့ရပေါ့။ဒါပေမဲ့ကျွန်တော်တို့ Manchester United တင်ရ reset အရာဒီမရှုံးနိုင်ခဲ့တဲ့အတွက်သူတို့အတွက်တော့ဒီ better memory တစ်ခုလိုမဖြစ်ခဲ့ဘူး။အဲ့ဒါလည်းသူ့ကိုစိတ်ပြတ်စရာအဲ့ဒါလည်းဒီစိတ်ပြတ်စရာကောင်းတယ်ဆိုပြီးတော့သူကပြောတော်တယ် ဆိုတော့ဗျာဒီသူတို့ကစားနေတဲ့အတင်းကမန်ချက်စတာယူနိုက်တက်အတင်းဖြစ်နေတဲ့အတွက်ဒီ result ကမကောင်းဘူးဆိုရင်လူတွေကသူတို့ရဲ့ performance တက် result ပေါ်မှာပဲပို့ပြီးတော့မြင်ရလိမ့်မယ်ဆိုပြီးတော့သူတို့ကပြောသွားတယ်ဆိုတော့ကျွန်တော်အမြင်အရပြောရမယ်ဆိုရင်တော့ကျွန်တော်ကဒီ Premier League ဝယ်တင်တွေကိုကြည့်တဲ့အခါမှာအရင်ကြီးစီးရကြီးတော့မရှိမကြည့်တော့ဘူး ဒါမဲ့အတင်းရဲ့ positive ဆောင်းလာတဲ့အရာတွေကိုတော့မြင်အောင်ကြည့်တယ်။မင်းညအပွဲမှာဆိုရင်လည်းအဓိကဒီလူငယ်ကစားသမားတွေကိုတုံးလာတဲ့အတွက်ဒီကစားသမားတွေကြောင့်လည်းပွဲကပိုပြီးတော့ excited ဖြစ်တယ်လို့ပဲကျွန်တော်တော့မြင်တယ်။ပြီးတော့ကစားသမားလေးနှစ်ယောက်ရဲ့ခြေစမ်းနဲ့ပတ်သက်ပြီးတော့လည်းတော်တော်လေးအားရတယ်။ဆိုတော့လာမယ့်နှစ်မှာကျွန်တော်တို့ Manchester United အတင်းအတွက်ဒီအားရသုံးနေရဒီ MV နေရလို့တောင်ပြောလို့ရတယ်။ MV နေရမှာဆိုရင်ဒီ Abraham ကိုပဲထည့်တယ်။အခု Paris Saint Germain ဖြစ်ဖြစ်ကျွန်တော်တို့ဒီ Lisandro Martinez ပြန်လာရင်ပဲဖြစ်ဖြစ်ဆိုတော့ဒီနေရအတွက်ကတော့တော်တော်လေးတောင်းနေသွားတဲ့နေရတစ်ခုလို့တောင်ကျွန်တော်ကတော့မြင်တယ်။ ဆိုတော့ဒီမှာ Ruben Amorim နောက်ဆုံးပြောသွားတော့မကြခင်ဆိုရင်ဒီ Premier League season တကူကအံ့တော့မယ်ဆိုတော့ကျွန်တော်ဒီ positive ဆောင်းလာတဲ့အရာတွေကိုလည်းကောင်းကောင်းယူနိုင်ဖို့ရတို့တို့ပြီးတော့ဒီရှေ့ကသူပြောခဲ့တဲ့ဒီတိုးတက်ဖို့လိုနေတဲ့အပိုင်းတွေမှာလည်းတိုးတက်အောင်လုပ်ပြီးတော့နိုင်ပွဲတွေရယူနိုင်ဖို့ရလိုအပ်တယ်ပြီးတော့ဒီလာမယ့်နှစ်ရာသီဗျာကျွန်တော်ကျွန်တော်ဒီလာမယ့်နှစ်ရာသီ season first game မှာဆိုရင်လည်းအခုတည်းပိုကောင်းတဲ့ performance တွေအခုတည်းပိုကောင်းတဲ့ဒီနိုင်ပွဲတွေရယူနိုင်ဖို့ရလိုအပ်တယ်ဆိုပြီးတော့သူကပြောသွားတယ် ကျွန်တော်တို့ဒီ Manchester United အသင်းရဲ့လက်ရှိအခြေအနေကိုကြည့်မယ်ဆိုရင်အသင်းကဒီ good moment တွေဒီကောင်းမွန်တဲ့ performance တွေရလာလိုက်အဲတခါတလေကြောက်လေဒီ setback ပြန်ဖြစ်သွားလိုက်နေတယ်ဆိုတော့ဒီအရာတွေကတော့အခုချိန်မှာတော့အရန်ကြီးစိတ်ပြတ်စရာကောင်းတဲ့အရာတွေပေါ့နော်ဒီနီးပြအတွက်ဆိုရင်တော့ဒါပေမဲ့သူတို့ဒီဟာကိုတော့လက်ခံရမယ်ပြီးတော့ဒီရှုံးပွဲတွေကနေပြီးတော့ recovery ကောင်းကောင်းပြန်လုပ်ပြီးတော့သင်ခန်းစာယူရမယ်ပြီးတော့ဒီနောင်လာမဲ့ဘုံမောင်းနဲ့ယူပါလီပွဲစဉ်တွေအတွက် ကောင်းကောင်း prepare လုပ်သွားမယ်ဆိုပြီးတော့သူကပြောသွားတယ်ဆိုတော့ Ruben Amorim ပြောသွားတဲ့အကြောင်းအရာတွေကိုခြုံကြည့်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ဒီအဓိက focus ကတော့ဒီယိုဘာလီပွဲစဉ်ပေါ့ကျွန်တော်တို့ရဲ့တခုတည်းသောမျှော်လင့်ချက်ကလည်းယိုဘာလီမှာပဲရှိတော့ရပါဗျာဒါပေမဲ့ဟိုရှေ့မှာပြောသလိုပဲအတင်းက United ဖြစ်နေတဲ့အတွက် Premier League မှာဆိုရင်လည်း point တွေရရင်ရသလောက်ယူပြီးတော့အခုတည်းကောင်းမွန်တဲ့နေရာတစ်ခုကနေပြီးတော့အဆုံးသတ်နိုင်ဖို့ရတယ်အရေးကြီးတယ်ဆိုတော့ဒီသူပြောခဲ့သလိုပါပဲ positive ဆောင်းလာတဲ့အရာတွေကိုပဲအဓိကထားယူပြီးတော့တိုးတက်ဖို့လိုနေတဲ့အပိုင်းတွေကိုသိနေတာလည်းတော်တော်ကြီးကိုကောင်းပါတယ် ဆိုတော့ဒီຢာဒီမှာတော့ဒီတော့ဒီတိုင်းပဲနေခနေခနဲ့သိခံပြီးတော့ကြည့်သွားရအောင်ပဲလို့ပဲကျွန်တော်မြင်တယ်ဆိုတော့နာလာမဲ့ဒီဘုံမောင်းတဲ့ပွဲတွေယူပါလီပွဲစဉ်တွေမှာတော့အခုတည်းပိုကောင်းတဲ့ပုံစံတစ်ခုကိုမြင်ရဖို့ပဲကျွန်တော်ကတော့မျှော်လင့်တယ်ဆိုတော့ဒါကလူမင်းအမော်ရင်းပြောသွားတဲ့အကြောင်းအရာတွေပေါ်မှာကျွန်တော်ရဲ့အမြင်ညီကိုရင်းနဲ့အတူဆွေးနွေးသုံးသပ်ထားတာဖြစ်တယ်ဆိုတော့ညီကိုရင်းအနေနဲ့ရောဒီပုံမှာအမြင်တွေဘယ်လိုရှိလဲကျွန်တော်နဲ့အတူဝင်ရောက်ဆွေးနွေး သုံးသပ်ပေးတော့ပါအောင်ကျွန်တော်တို့ရဲ့ဒီ Glory United YouTube Channel လေးကိုကြိုင်းနေသက်တယ်ဆိုရင်လည်း Like and Subscribe လေးနဲ့အားပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်